မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ Normal Marketing လုပ်ငန်းမှာဘယ်လိုမျိုး အောင်မြင်အောင်လုပ်ဆောင်ရမလဲဆိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်ဒီအချက်လေးတွေကကျွန်တော်အတွက်ရောမိတ်ဆွေတို့အတွက်ပါတကယ်ကိုအသုံးဝင်နိုင်မယ်လို့ယုံကြည်ပါတယ်နံပါတ်1ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ Normal Marketing ကိုပန်ကန်တဲ့အမြင်နဲ့ကြည့်တတ်ဖို့ပဲဖြစ်ပါတယ်ဒါဟာမြ мян ချမ်းသာမယ်လမ်းမဟုတ်ပါဘူးတကယ်တမ်းကျတော့တခြားစီးပွားရေးလုပ်ငန်းတွေလိုပဲအချိန်တွေပေးပြီးတော့မှ 調査အားထုတ်မှုတွေလည်းလိုအပ်ပါတယ်။ရေရှည်အတွက်ကြည်ပြီးတည်ဆောက်ရတဲ့လုပ်ငန်းဖြစ်တယ်ဆိုတာမိတ်ဆွေနားလည်ထားဖို့လိုပါတယ်။နံပါတ်1ကိုပိုင် brand တည်ဆောက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်ကအထုတ်ကုန်တစ်ခုလို့ဖြစ်နေဖို့အရေးကြီးပါတယ်။ဆိုလိုတာကကိုယ့်ရဲ့စကားကိုယ့်ရဲ့လှုပ်ဆောင်မှု ကိုယ့်ရဲ့ပုံစံကကိုစားပြုတဲ့ထုတ်ကုန်နဲ့ကိုက်ညီနေဖို့အရေးကြီးပါတယ်။ကိုယ့်ရဲ့စတိုင်ကိုယ့်ရဲ့ယုံကြည်မှုကလူတွေကိုဆွဲဆောင်နိုင်ရပါမ မိတ်ဆွေကိုယ်တိုင်ကအကောင်းဆုံးကြုံညာဖြစ်လာအောင်စ조사တည်ဆောက်ရမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်3ချက်ကတော့စင်စမ်းမပြတ်လေးလာတည်ဝင်နေရမှာဖြစ်ပါတယ်နှုတ်မှာကလေးမှာတကယ်အောင်မြင်ခြင်းနဲ့ဆိုရင်မိတ်ဆွေတည်ယူမှုကိုဘယ်တော့မှရက်တန်းလို့မရပါဘူးခင်ဗျာမိတ်ဆွေစာရီဖဲ့နေရမယ်မိတ်ဆွေတင်တဲ့နေတက်နေရမယ်အောင်မြင်တဲ့သူတွေရှိကနေမိတ်ဆွေလေးလာတည်ယူနေရမှာဖြစ်ပါတယ်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ဘဝဥဒ္ဒရာတွေနီးပညာတွေက အမြဲတမ်းပြောင်းလဲနေတာကြောင့်ကိုကုတ်ကိုလည်းအမြဲ update ဖြစ်နေအောင်လှုပ်ဆောင်နေဖို့လိုအပ်ပါတယ်ခင်ဗျာနံပါတ်၄ချက်ကတော့ဆက်ဆက်ရေးကောင်းမှုအောင်တည်ဆောက်ရမှာဖြစ်ပါတယ်ဒီလုပ်ငန်းရဲ့အသက်ကလည်းဆက်ဆံရေးပဲဖြစ်ပါတယ်လူတွေနဲ့ရင်းနှီးအောင်ပေါင်းတင်နေထိုင်ဆက်ဆံရမှာဖြစ်ပါတယ်တို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့နားထောင်ပေးသက်ရမယ်ငွေကြေးတစ်ခုတည်းကိုကျွန်တော်တို့မကြည့်ဘဲနဲ့ရေရှည်တည်တဲ့ဆက်ဆံရေးကိုကျွန်တော်တို့တည်ဆောက်ရမှာဖြစ်ပါတယ် ယုံကြည်မှုရှိတဲ့ဆက်ဆံရေးကသာမိတ်ဆွေရဲ့လုပ်ငန်းကိုခိုင်မာစီမှာဖြစ်ပါတယ်ခင်ဗျာ။နံပါတ်5ချက်ကတော့စိတ်တက်ခွန်အားနဲ့အပြုတဘောဆောင်တက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့အခက်အခဲတွေညှင်းပယ်မှုတွေနဲ့ကြုံရတဲ့အခါမှာစိတ်တက်မကြဖို့အရန်အရေးကြီးပါတယ်။အပြုတဘောဆောင်တဲ့စိတ်ထားကမိတ်ဆွေကိုဆေးဆက်လျှောက်လန်းဖို့ခွန်အားတွေဖြစ်စေပါလိမ့်မယ်။ဘယ်ရန်မဆိုကျွန်တော်တို့ဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ရှေ့ဆက်နေရပါမယ်ခင်ဗျာ။ဒီတော့ကျွန်တော်ပြပြပေးခဲ့တဲ့အချက်လေးတွေက နောက်အမဂရင်းလုပ်ငန်းမှာအောင်မြင်မှုရဖို့အတွက်အရေးပါတဲ့အခြေခံအုတ်မြစ်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီချက်လေးတွေကိုလိုက်နာပြီးတော့စ조사လှုပ်ဆောင်မယ်ဆိုရင်မိတ်ဆွေတို့လည်းအောင်မြင်တဲ့နောက်အမဂရာတယောက်ဖြစ်လာနိုင်မှာသိချပါတယ်နောက်အမဂရင်းအကြောင်းကိုအမြဲတမ်းလေ့လာသင်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံကျင်ပါတယ်ခင်ဗျာအားလုံးအောင်မြင်ပျော်ရွှင်ကြပါစေကျွန်တော်ကိုစွမ်းဖြစ်ပါတယ်